ညောင်တုံးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့အသက်၄နှစ်အရွယ်ကလေးကိုအသက်၉နှစ်နဲ့၁၇နှစ်အရွယ်ကလေးနှစ်ဦးကပြစ်စစ်လူတပ်ဖြတ်လိုက်တယ်လို့တန်တရားရှိနေတဲ့အမှုကိုမကြမီစွဲချက်တင်သင့်မတင်သင့်အမိန့်ချမှတ်တော်မှာဖြစ်ပါတယ်။ဥဟာကာကပြေဖို့ထားတာပါ။ ERI တန်းဒေသကြီးညောင်တုံးမြို့နယ်နှစ်ပေးကျေးရွာအုပ်စုဂျုံဂျုံကျကျေးရွာမှာနေထိုင်တဲ့တက်၄နှစ်အရွယ်မတ်အီမြတ်နိုးဟာ၂၀၁၅စက်တင်ဘာလ၈ရက်နေ့မွန်လွယ်ပိုင်းကအသက်ခံခဲ့ရပါတယ်။ တရွာတဲ့နေ့အသက်9နှစ်နဲ့အသက်17နှစ်ရွယ်ယောက်ျားလေးနှူးကအသက်4နှစ်ရွယ်ကလေးရဲ့ငကက်ကိုတောင်းယူရာကမရတဲ့အတွက်လူရက်တက်ဖြတ်တဲ့အထိဖြစ်ပွားခဲ့တယ်လို့တန်တရားရှိထားပါတယ်။နောက်ဆုံးဘလို့တွေ့ခဲ့လဲဆိုကျွန်မအဲ့ဒီရက်ဒီမကောင်းတော့အိမ်ထဲကိုသူဝင်လာတယ်။ဝင်လာပြီးတော့မမှုကြီးမုတ်စားမလားပေါ့နော်။မမှုကြီးကိုမုတ်ဝဲကျွေးမယ်။မမှုကြီးမစားဘူးဆိုတော့သူ့မအေဘကဖွားရရလဲအိမ်မှာရှိတော့သူတို့အတွက်ကိုခတ်မှုတော့ဝယ်ပြီးတော့ဝယ်ပေးပြီးတော့ပြန်ထွက်သွားတဲ့အချိန်မှာကလေးကပြတ်မလာတော့ဒီကလေးနှူးကိုပုံမှန်300နှစ် ပုံမှန်392တွင်လည်းတရားစွဲဆိုခဲ့ပါတယ်။အမှုကို2016ဖေဖော်ဝါရီလကစပြီးမူပင်မျိုးနဲ့ကလေးသူငယ်တရားရုံးမှာစစ်ဆေးနေပြီးဇူလိုင်လ28ရက်နေ့မှာ14ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ဒီအမှုနဲ့ပတ်သက်လို့ကျွန်တော်တို့ဘက်ကဘာဖြေအားမလည်းပေးမထားဘူးပေါ့နော်။ရှေ့နေတော့ဆိုရင်ကျွန်တော်တို့ဘက်ကငှားရတာမရှိဘူး။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီကလေးကိုပေါ့နော်။ဟိုသူခံသွားရတာမှန်ပေမဲ့နောင်ဘဝအထုံဆက်ပါမှာဆိုကျွန်တော်တို့ဘက်ကဘာမှလုပ်မထားဘူး။အဲဒါကြောင့်မလို့ တရားရေးနဲ့ပတ်သက်လို့လည်းအမှန်တိုင်းဖြစ်မယ်လို့လည်းမျှော်လင့်ထားတယ်။တရားဥပဒေချမှတ်တဲ့အတိုင်းပဲအမှန်တိုင်းဖြစ်မယ်လို့ကျွန်တော်တို့ယုံကြည်တဲ့အတွက်ဘာမှလုပ်မထားပါဘူး။လက်ရှိမှာအသက်9နှစ်အရွယ်ထွန်းလှိုင်ဝင်းနဲ့အသက်17နှစ်အရွယ်တိုးတက်ကျော်တို့ကိုမူပင်ထောင်မှာထိန်းသိမ်းထားပါတယ်။ကလေးနဲ့မတန်တဲ့မူရိုးတွေဖြစ်နေတယ်ဆို။နောက်တဲ့ကလေးလည်းဒါမျိုးမဖြစ်စေချင်ဘူး။မဖြစ်စေချင်တော့စောစောကပတ်ဝန်းကျင်ကျွန်တော်တို့ရဲ့လူမှုစရိုက်တွေပေါ့။အစဉ်တန်းနှိမ့်ချမှုတွေကြောင့်ဘုံလုံးကဖက်ဖက်ကနေပြီးတော့အဲ့လိုမျိုး ဖြစ်တဲ့ဟာတွေဖြစ်ရတယ်။ဟာမရီမဖြစ်အောင်ကျွန်တော်တို့ကတော့အားလုံးလူမှုအတိုင်းဝိုင်းကနေပြီးဝိုင်းဝန်းထင်းထင်းပြဖို့ကျွန်တော်တို့အလုပ်ဆန္ဒပြပါတယ်။ဒီမှုကနှစ်ဖက်စလုံးပြင်ပရှင်တွေမငှားပဲအစိုးရရှင်တွေသာအုံပြုပြီးရင်ဆိုင်နေတဲ့အမှုတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်အာကာပါ။